လူကြီးမင်းတို့ထပ်မိတ်ဆက်ပြီးမဲ့ Prusa Developer ကထပ်မံဆောက်လုပ်လိုက်တဲ့ The Pan Resident ဖတာနာခံလေးထပ်လုံးချင်းဒီအိမ်ရဲ့ဒီဇိုင်းကတော့အခုမြင်တွေ့နေတဲ့အတိုင်းပဲအရန်အရန်ကိုလှပါလေဗျာ အားလုံးမင်္ဂလာပါဂျင်ဂျီထိုင်းကောင်းစကနေကြိုဆိုပါရစေကျွန်တော်အခုထုံးလုံးအကမိုင်းတို့ကို15မိနစ်နဲ့ရောက်ရှိနိုင်မဲ့ location ကောင်းမှတရှိတဲ့လက်ရှိလုံးချင်းအင်အားတစ်ခုကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒီအင်အားကတော့48တန်းဝန်းကျင်ကနေစတင်ဝေလူရောက်มาဖြစ်ပါတယ်အတွင်းကဖွဲ့စည်းပုံတွေကတော်တော်လေးကိုလက်ရှိဆန်းပါတယ်ဗျကျွန်တော်လည်းအထက်မှာချက်တော့သွားပြီးလည်လာကြည့်ရအောင် ဒီအိမ်ရာအခြေဝန်ကတော့900စကွေးမီတာရှိပြီးတော့အိမ်ခန်း၄ခန်းဒီချူခန်း၅ခန်းနဲ့ multifunctional area ကတော့နှစ်ခုပါမယ်ကားပါကင်ကတော့၄စီးထိုးရအောင်ဖြစ်ပါတယ်အတွင်းက Facebook ကိုကျွန်တော်တွားပြီးတော့လေ့လာကြည့်အောင်ပြမယ်လုံချင်းအရာတော့တော်တော်လေးကိုလပပြီးတော့ lock tree ဆန်တော့တွေ့ရပါတယ်ဗျကျွန်တော်အထင်မှအသေးစိတ်လေးပြပြပါမယ်ကျွန်တော်တို့ဒီချက်တော့ zone လိုက်ပါကြည့်ရအောင်ဒီဘက်ချမ်းမှာဆိုရင်သူကရေကူးကန်ထားပြီးသားတော့ကိုတွေ့ရပါတယ်အရန်ကိုလပါတယ်ဗျ ဒါကတော့ living room area ပဲဖြစ်ပါတယ်။ living room နဲ့ dining table နဲ့ထားပြီးတော့တွေ့ရပါတယ်။ ceiling ကလည်းအရန်ကိုမြင်ပါတယ်ဗျ။ high ceiling ပဲဖြစ်ပါတယ်။ဒီဘက်ချမ်းမှဆိုရင်သူက private elevator လို့ခေါ်တဲ့အထက်တိုင်းကိုတွားလို့ရတဲ့ကိုယ်ပိုင်ဓာတ်လီကထားပြီးတော့တွေ့ရပါတယ်။ဒါကတော့ dining table ပဲဖြစ်ပါတယ်။ဒါကတော့ kitchen ဖြစ်ပါတယ်။ kitchen ကတော့နှစ်ဖက်ပါပါတယ်ဗျ။နေရာမှာဆိုလေသူက တန်စကားထားပြီးတော့ကိုတွေ့ရပါတယ်ဗျအပြင်ကနေပိုးကောင်လေးတွေမွေအောင်သွားဆင်းရဲထားတာကိုတွေ့ရပါတယ်အော်တော့သွားကြည့်မယ်ဆိုရင်တော့သူက housemate နှခမ်းဖွဲ့စီပြီးတော့လည်းထပ်တွေ့ရပါတယ်ဗျထပ်ပြီးတော့အချားလေးအောက်ကိုကျွန်တော်တို့သွားပြီးကြည့်ရအောင်အပေါ်ထက်ကိုမတက်ခင်မှာဆိုရင်သူကအောက်ထက်မှာဆိုရင် toilet တစ်ခုထားပြီးတော့ကိုတွေ့ရပါတယ်

ဒီဇိုင်းရဲ့ဖွဲ့စည်းပုံလေးကလည်းတော်တော်လေးကိုလာပါရဲ့။အိတ်ခန့်ရဲ့ကဲရမှာဆိုရင်ကိုပိုင်လုံးလုံးတဲ့စပွဲလေးထားပြီးထားတော့တွေ့ရမယ်။ဒါတော့ closet လည်းရှိပါကြ။ဒီဘက်ချမ်းမှာဆိုရင်အင်္ဂါရွေကန်ဖွဲ့စည်းပြီးတော့တွေ့ရပါတယ်။သွားပြီးအခြားလေးအောက်ကိုသွားပြီးကြည့်ရအောင်။ဒီဒုတိယထက်မှာဆိုရင်သူကဘီလီယက်ထိုးလို့ရတဲ့ gaming room လေးလည်းဖွဲ့စည်းပြီးတော့တွေ့ရပါတယ်ကြ။ဘီလီယက်ထိုးရ water ပါတဲ့သူတွေအတွက်အဆင်ပြေတဲ့နေရာလေးပဲဖြစ်ပါတယ်။ ဒီဘက်ခြံကိုတွားပြီးကြည့်အောင်ဒါကတော့ဒုတိယအိတ်ခံပဲဖြစ်ပါတယ်ဒါတော့ဒုတိယအိတ်ခံရဲ့ဖွဲ့စည်းပုံပဲဖြစ်ပါတယ်သူရဲ့ကဲရမှာဆိုရင် closet အဝတ်လေလူရဲခန်းရှိမယ်ဒီဘက်ခြံမှာဆိုရင်အိမ်သားချုပ်ခန်းခန်းထားရပြီးတော့တွေ့ရပါပြီဗျတွားပြီးအခြားလေးရောက်ကိုထွက်ပြီးတော့ကြည့်အောင်ဒီနေရာမှာဆိုလဲ private elevator ထားပြီးတော့တွေ့ရပါပြီအထက်တိုင်းကိုတွားလို့ရတဲ့ကိုပိုင်တက်လီတာလေးရှိပါတယ်ဟောထက်ကိုကျွန်တော်တို့ထပ်ပြီးတော့ကြည့်အောင် ားတော့တတိယအထက်ပဲဖြစ်ပါတယ်ခုမြင်ဒီနေရာတော့ living room area ပဲဖြစ်ပါတယ် living room area လည်းတော်တော်လေးကိုကျေပါတယ်ဗျဒါတော့တတိယအိတ်ခံမြောက်ပဲဖြစ်ပါတယ်ဒီတတိယအိတ်ခံရဆိုလဲ space ကလည်းတော်တော်လေးကိုကျေပါတယ်ဗျဒီအကဲမှာဆိုရင်ကိုယ်ပိုင်အလုံးလုံးတဲ့အခန်းလေးနဲ့ထပ်ဖွဲ့စီပြီးတော့တွေ့ရပါတယ်စပီကလည်းတော်တော်လေးကိုကျေပါတယ်ဗျ ဒါတော့ဘက်ထရွန်အင်တာကြီးချူခန်းအခန်းလေးပဲဖြစ်ပါတယ်စပိတ်ကတော်တော်လေးကိုကျင်မယ်ဒီမှာဆိုရင်သူ့ရဲ့ဖွဲ့စည်းပေးထားတဲ့ architecture design ကလည်းတော်တော်လေးကိုလှပါရဲ့ဗျအပြင်ဘက်ချမ်းမှာဆိုရင်သူက အပင်နဲ့စီမံထားတာကိုတွေ့ရပါတယ်။ဒီဇိုင်းလေးကတော့တော်တော်လေးကိုလာပါရဲ့ဗျ။ထပ်ပြီးတော့အခြားလေးအောက်ကိုသွားပြီးတော့ကြည့်အောင် ခုထပ်ပြပြီးမှာတော့လေခမ်းမြောက်အိတ်ခမ်းပဲဖြစ်ပါတယ်။ဒါတော့လေခမ်းမြောက်အိတ်ခမ်းပဲဖြစ်ပါတယ်။သူ့ရဲ့ကဲမှာဆို closet အဝတ်လေရရတဲ့ခန်းရှိမယ်။သူ့ရဲ့ကဲမှာထပ်ပြီးတော့အိမ်တိုင်းယူကန်တခန်းဖွင့်စီပေးတာကိုတွေ့ရပါတယ်ဗျ။ဖွင့်စီပုံလေးရလဲတော်တော်လေးကိုလာပါတယ်။ဒီနေရာမှာဆိုကိုပိုင်တက်လီကလေးရဲ့ထပ်ထားပြီးတော့တွေ့ရပါတယ်ဗျ။ အပေါ်ထပ်ကိုသွားပြီးကြည့်အောင်အဲ့တော့လေထမြောက် root တော့ပဲဖြစ်ပါလေ။ဒီနေရာမှာဆိုရင်တော့သူကလွတ်လွတ်ရတဲ့အခန်းနေနဲ့ဖွဲ့စည်းပြီးတာကိုတွေ့ရပါတယ်။ကိုယ်ပိုင်လွတ်လွတ်ရတဲ့ခန်းလေးပဲဖြစ်ပါတယ်။သူကဲရမှာဆိုရင် root garden လေးဖွဲ့စည်းပြီးတာပါပဲဗျ။ ဲ့တော့တဖန် resident ပထနာခံလုံချင်းအိမ်ရာကိုစိတ်ဝင်စားလိုပဲဖြစ်ဖြစ်လူကိုယ်တိုင်လည်းရောက်ကြည့်ရှုရင်လည်းဖြစ်ဖြစ်အောက်မှာပေးထားတဲ့ Viber နဲ့ဖုန်းနံပါတ်မှာဆက်သွယ်မိများဆုံးဖြတ်နိုင်ပါတယ် ထိုင်းနိုင်ငံမှာရှိတဲ့ကွန်တိုနဲ့လုံချင်းနေဝေမယ်ဆိုတော့ဂျန်ဂျီထိုင်းအောင် face ကိုဆက်သွယ်မိမယ်ဆိုတဲ့နေပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်